ိုးကြီးနဲ့ဖြူဖြူထွေးဖြော်ဖြေမှာမဟုတ်လူပြောများနေတဲ့ဟိဝင်ရနဲ့ဆိုပြတဲ့စဉ်မင်္ဂလာပါရှင့်ဆိုရှယ်မီဒီယာတုံးနေတဲ့ပရိသတ်တွေတတော်ဒီပိုင်းအတွင်းမှာအပြောအများဆုံးအကြောင်းအရာကပါလဲလို့မေးရင်အဖြေကတခုတည်းပဲရှိမှာပါအဲ့ဒါကတော့မင်းသားဟိဝင်ရနဲ့ထိတ်တန်းမင်းသမီးဆိုပြတဲ့စဉ်တို့ရဲ့မင်္ဂလာပွဲတော်ကြီးအကြောင်းပါပဲဒါပေမဲ့ဒီတစ်ခါပွဲဆူနေတာကတို့နှစ်ယောက်ရဲ့ရှစ်ဇလန်ကြောင်းတခုတည်းတာမဟုတ်ပါဘူးသူတို့ရဲ့မင်္ဂလာပွဲမှာဖြော်ဖြေရဲ့အပိုင်းကနေပါဝင်ဖို့တည်တင်းထွက်ပေါ်လာတဲ့အဆိုတော်နှစ်ယောက်ကြောင်း အင်တာနက်တစ်ခုလုံးပွက်လော့ရိုက်သွားခဲ့တာပါဟေဝင်ရန်နဲ့စုပြစ်တစဉ်လို့ရဲ့လက်ထပ်ခွဲတောင်းတဲ့စစ်စပွဲမှာဖရှင်နဲ့ပတ်သက်ပြီးတော့ပြောစီရာဟားစီရာတွေအပြင်းနဲ့ပွဲတပွဲဖြစ်ခဲ့ပါတယ်ဟေဝင်ရန်ရဲ့ဒုနယ်လုံးလောက်ကြီးမားတဲ့စင်လွတ်စွာအကြောင်းကိုလူတွေကခဏမေးတော့အောင်အားလုံးရဲ့အာရုံကိုလွှမ်းမိုးတော့ခဲ့တာကတော့ဒီလိုတမီလောင်းလေးစုပြစ်တစဉ်ရဲ့ကောင်းဝန်ဖြစ်ရှင်ပါပဲဖရှင်ချိန်စာတင့်တူလို့နာမည်ပြောင်းပေးခံထားရတဲ့မင်းသမီးချော်လေးဟာအဲ့ဒီနေ့မှလည်းရှင်တောင်စသမင်းအုပ်ဆောင်ကြစ်ချံကားတဲ့ထိုင်ရန်ွက် စတဲ့မြင်မြင်တပြပြခိုင်းနိုင်ခံရတဲ့အထိဖချင်းပညာပြတာခဲ့ပါတယ်ဒီအကြောင်းတွေကြောင့်သူတို့ရဲ့ဆက်ဆက်ပွဲဟာရှေးရည်တည်တဲ့ဖချင်းဝေဖန်ရေးဖချင်းထိုးပွဲတော်ကြီးတစ်ခုလိုဖြစ်သွားခဲ့ပါတယ်အခုတော့ပိတ်တက်တွေကဆက်ဆက်ပွဲတောင်ဒီလောက်ကွမ်းခဲ့ရင်ပွဲကြီး၆ပွဲကျင်းပမယ်ဆိုတဲ့မင်္ဂလာပွဲတွေမှာရောဇိုသမီးကဘလို့ဖချင်းတွေနဲ့ပွဲတက်လာအောင်မလဲဆိုပြီးရင်ခုန်စိတ်လှရှားစွာနဲ့စောင့်မျှော်နေကြတဲ့အချိန်မှာပဲအားလုံးကိုအောင်အောင်တင်သွားစေမယ့်အတင်းတကူထထွက်လာခဲ့ပါတယ်။အဲဒါကတော့မင်္ဂလာပွဲရဲ့ဖြော်ဖြေးကဏ္ဍကို မြန်မာပြည်ရဲ့ online စကားနှစ်ယောက်ဖြစ်တဲ့စိုးကြီးနဲ့ဖြူဖြူထွေးတို့ကအတောင်ဝယူမယ်ဆိုတဲ့တည်တင်းပါပဲဒီတည်တင်းကတကယ်လားကောလာဟာလာလာဆိုတာမတဲကွဲသေးပေမဲ့ဒီနာမည်နှစ်ခုကိုကြားလိုက်ရုံနဲ့တင်ဒိတ်တတွေကတော့ဒီတို့မင်္ဂလာပွဲရဲ့အမြင်ကွင်းကိုကြိုပြီးမြင်ရောက်နေကြပါပြီပထမတစ်ယောက်ဖြစ်တဲ့ဖြူဖြူထွေးဟာဆယ်လီနာထွေးမက်ဆိုတဲ့နာမည်ရထားသူပါအဲ့ဒီအကြီးအပြည့်နဲ့အတန်းစားဖြူဖြူထွေးတယောက်မှတယောက်ကမင်္ဂလာပွဲမှာစိတ်စင်ပေါ်တပြီးဖြောဖြင်းမဲ့အမြင်ကွင်းကိုတွေ့ကြည့်လိုက်တာနဲ့တင် ပွဲကဘယ်လောက်စီကားမလဲဆိုတာမှန်ကြည့်လို့ရပါတယ်ဒုတိယတယောက်ကတော့မြန်မာပြည်ရဲ့ဆေးဖက်ဝင်နုပညာရှင်ကိုဆိုကြည့်ပါသူရဲ့တယ်လီဖုန်းတရှင်ဟာဂီတတခုဆိုတာထက်မမ်မီတခုကတ်ရှက်ဖီနိုမီနာတခုဖြစ်နေပါပြီဒီတရှင်ကြားရင်အိယာထက်လဲနေတဲ့လူတောင် ထပ်ပိတ်တဲ့ဆိုတဲ့ဟာတာတွေကသူရဲ့စနစ်ရှာပါကိုဆိုကြည့်ရဲ့တယ်လီဖုန်းတန်စင်တွေ ဟေးဝင်တို့မင်္ဂလာပွဲမှာပြန်လွှင့်လာမှာဆိုရင်စဉ်းစားကြည့်ရုံနဲ့တင်ရရှင်းနေပါပြီ။တကယ်တော့ဒီတည်တင်းတာမှန်ခဲ့မယ်ဆိုရင်ဒါဟာဟေးဝင်ရနဲ့စုပြစ်တစဉ်တို့အတွက်ခင်မိလွန်းတဲ့တစ်ခုဖြစ်လာနိုင်ပါတယ်။စစ်ဆက်ပွဲကလေးကဖက်ရှင်နဲ့ပတ်သက်ပြီးလူအများရဲ့ဟာတလှုပ်ရှင်းကိုခံခဲ့ရတဲ့အတွက်မင်္ဂလာပွဲမှာလည်းမြန်မာပြည်ရဲ့အမိုက်စားဆိုတော်နှစ်ယောက်ကိုသမင်ဖိတ်ခေါ်ပြီးပွဲကိုအားလုံးနဲ့အတူပြောပြစ်လိုက်တဲ့ပုံစံမျိုးဖြစ်သွားနိုင်ပါတယ်။ဒါမှမဟုတ်ပရိသတ်တွေရဲ့အနောက်ပြောင်ကြီးစဲမှုတတလဲဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီအတွက်ဆက်တာတကယ်ဖြစ်လာခရင်တော့ ဟိဝင်ရန်နဲ့စွပ်ပြစ်စင်လို့ရဲ့မင်္ဂလာပွဲဟာဖြစ်ရှင်ကြောင်းရောဖြော်ဖြင်းရေးအကြောင်းပါ2025ခုနှစ်ရဲ့ဘယ်တော့မှမိတ်မရနိုင်တဲ့မင်္ဂလာပွဲတစ်ခုဖြစ်တမိုင်းတွင်ကြံရစ်ခဲ့မှအသေးချာပါပဲပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းသိရှင်ပါတယ်ဒီအဆိုတော်နှစ်ယောက်တာတကယ်ဖြော်ဖြင်းဖြစ်ခဲ့ရင်မင်္ဂလာပွဲကဘလို့ပုံစံဖြစ်သွားမလဲဒလိုတမီစွပ်ပြစ်စင်ကရောဒီတစ်ခါမှဘလို့ဖြစ်ချင်းမျိုးနဲ့ပရိသတ်ကိုထပ်ပြီးအော်အော်တင့်စီအောင်မလဲဒီ comment မှာဝင်ရောက်ရေးသားပြီးဆွေးနွေးတော့ကြပါအောင်ရှင် असौ टिश्यू पेटा तो अलंगो चेजी अम्याजी तमारे